ားလုံးပဲမင်္ဂလာပါမြောင်းနော်လီရှာရင်း channel ကနေပြီးတော့မှပြန်လေးကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားဒီကနေ့မှာတော့ဘင်္ဂလားဒေ့ရှ်ကနေထွက်ပြေးသွားတဲ့ရှိတ်ဟာစီနာကိုလက်ရှိဘင်္ဂလားဒေ့ရှ်အစိုးရကမျက်ဝေတည်တဲ့ရှာမှန်းလိုက်တဲ့အကြောင်းရယ်ပြီးရင်ဘင်္ဂလားဒေ့ရှ်နဲ့ဒီပါကစ္စတန်တို့ကြားမှာဒီမဟာမိတ်သဘောတူညီမှုတွေပေါ့နော်လက်ရှိဖြစ်နေတဲ့အကြောင်းအရာတွေကိုကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့စလိုက်ကြရအောင်ပါပထမဆုံးအနေနဲ့ကျွန်တော်တို့ရှိတ်ဟာစီနာအကြောင်းကိုအရင် ပြောကြရအောင်ပါ 2024မှာចောင်းသားတွေဥဆောင်တဲ့ဆန္ဒပြပွဲတွေကိုအကြမ်းဖက်နှိမ်နှင်းရမှာပါဝင်ခဲ့တယ်လို့ဆွတ်ဆွေးခံရတဲ့ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုဘင်္ဂလားဒေ့ရှ်အထူးခုံရုံးကနေမျက်ကွေတည်တန်းစီရင်ချမှတ်လိုက်ပါတယ်။ဆန္ဒပြတဲ့သူတွေအပေါ်မှာနှိမ်နှင်းဖို့အတွက်တည်စေလောက်တဲ့အလွန်အကျွံအင်အားသုံးဖို့လုံခြုံရေးတပ်ဖွဲ့တွေအပေါ်မှာညွှန်ကြားခဲ့တယ်ဆိုပြီးတော့မှသူကိုဆွတ်ဆွေးပြီးတော့မှတရားစွဲဆိုခဲ့တာပါ။ဒီလိုလုပ်ရတဲ့အကြောင်းလူအသေးအပြောင်းအများအပြားဖြစ်စေခဲ့လို့ ဒါဟာလူသားမျိုးနွယ်စုအပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်တဲ့ဆိုပြီးတော့မှတရားရုံးကသတ်မှတ်ခဲ့ပါတယ်။ဒါကာမှာရှိတဲ့ International Crime Tribunal ပေါ့နော် ICT ကဟာစီနာနဲ့အရင်ကဒီတာဝန်ရှိသူတချို့ကိုဒီအားပေးကူညီမှုပြီးရင်လှုံ့ဆော်မှုနဲ့လူအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေမှာပူပေါင်းပါဝင်မှုအပါအဝင်ဒီဆွဲဆွေးချက်အများအပြားနဲ့တရားစွဲဆိုခဲ့ပါတယ်။သူတို့စစ်ဆေးလိုက်တဲ့အခါမှာပြစ်မှုထင်ရှားတယ်လို့တွေးရှိခဲ့ပြီးတော့မှအမြင့်ဆုံးပြစ်တဲ့အနေနဲ့တည်တယ်ရှာမှတ်ခဲ့ပါတယ်။ သူတို့စီရင်ချက်အသေးစိတ်မှာတော့စာမျက်နှာပေါင်း450ပါဝင်ပါတယ်။အဲ့ဒီစီရင်ချက်ကို2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ဆန္ဒပြပွဲတွေကိုကင်ပြေတဲ့နေရာမှာဟာစီနာအစိုးရဘက်ကလိုက်လျောမှုမပေးဘဲပြည်သူတွေတင်စေလောက်တဲ့နီလန်းတွေအုံပြူဖို့အခွင့်ပြုခဲ့တဲ့အတွက်ဟာစီနာနဲ့သူ့ရဲ့အပေါင်းပါတွေကိုပြစ်တင်ရှုတ်ချခဲ့ပါတယ်။၂005ခုဖေဖော်ဝါရီလမှာထုတ်ပြန်ခဲ့တဲ့ဒီကမ္ဘာကူးလက်သမက်ကအစီရင်ခံစာအရဟာစီနာလက်ထက်နှိမ်နှင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်စင်တာပြသူ1400အထိသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါ1980တခုနှစ်လွယ်လွယ်ရရပြီးကလေးကဖြစ်ခဲ့တဲ့မငြိမ်မသက်မှုတွေထဲမှာလူအသေးအပြောက်အများဆုံးကာလလို့မှတ်တမ်းတင်ခဲ့ပါတယ်။ဒေတာကန်တွေရဲ့ခမန်းချက်နဲ့တခြားအရင်းအမြစ်တွေရဲ့ဖော်ပြချက်တွေအရတော့အမေရိကန်သေဆုံးတဲ့အရေအတွက်ဟာ1500အထိရှိနိုင်ပြီးတော့မှထောင်ထဲရှိတဲ့လူတွေဒဏ်ရာရခဲ့တယ်လို့လည်းဆိုပါတယ်။ဒါကြောင့်တရားဝင်ထုတ်ပြန်ထားတဲ့အရေအတွက်ဟာတကယ့်အဖြစ်အပျက်ထက်အများကြီးရောနေနေတယ်လို့ပြည်သူတွေကပြောကြပါတယ်။ 2024ခုနှစ်ဩဂုတ်လမှာဟာစီနာရဲ့အုပ်ချုပ်မှုကိုအဆုံးသတ်ခဲ့တဲ့ဒီအုံကျော်မှုဖြစ်ပြီးတဲ့နောက်အိန္ဒိယကိုထွက်ပြေးသွားခဲ့ပါတယ်။ဒီလိုမျိုးဆွဆွေးချက်တွေထွက်ပေါ်လာတဲ့အခါမှာတော့သူကပြင်းပြင်းထန်ထန်ညှင်းဆိုခဲ့ပြီးတော့ဒီတရားစီရင်မှုဟာနိုင်ငံရေးအရာလုံးဆော်တဲ့ပြက်လုံးတစ်ခုသာဖြစ်တယ်လို့ပြန်လည်ရှေ့ပါခဲ့ပါတယ်။သူအုပ်ချုပ်စဉ်ကာလအတွင်းမှာအမှားအယွင်းတွေရှိခဲ့ကြောင်းကိုပြည်ပကိုရောင်းနေတဲ့အချိန်မှာဝန်ခံပြောဆိုခဲ့တာတွေရှိပေမဲ့လည်းအခုတာဝန်ယူပေးနေတဲ့ဒီဂျာကာလာအစိုးရနဲ့ ီတရားစွဲဆိုတဲ့ခုံရုံးရဲ့လုပ်ငန်းစဉ်တွေကိုဝေဖန်ခဲ့ပြီးတော့တရားဝင်အမှုမှန်သမျှကိုဒဟိမျိုးမှရှိတဲ့ဒီ ICC မှာဆောင်ရွက်ဖို့တိုက်တွန်းပါတယ်။သူရဲ့သားဖြစ်သူဆာဂျစ်ဝါဇက်ကလည်းသူ့အမေပြောတာတွေကိုထောက်ခံခဲ့ပြီးတော့ဒီလုပ်ငန်းစဉ်တွေဟာဒီတရားမဝင်ဘူးဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းမကိုင်းညီဘူးဗလိုက်မှုတွေရှိနေတယ်ဆိုပြီးတော့မှတုံ့ပြန်ခဲ့ပါတယ်။ဒီနေရာမှာဟာစီနာဘက်ကနေရှင်းနေလိုက်ပေးမယ်အမှန်တရားကိုဖော်ထုတ်ပေးမယ် အဝမီလေးပါတီကိုဒီထောက်ခံနိုင်ခြင်းရှိတဲ့တရားသူကြီးတွေကို ဖေရှားခဲ့တာပြီးရင်စိန့်ရှောက်ခဲ့တာတွေကြောင့်အခုလိုမျိုးတရားမျှတမှုမရှိတဲ့စီရင်ချက်တွေထွက်ပေါ်လာခဲ့ရတာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ကုလသမဂ္ဂလူအခွင့်အရေးယုံနဲ့ NSD International အပါအဝင်ဒီနိုင်ငံတကာအဖွဲ့အစည်းတွေကတော့အခုရှားမဲ့လိုက်တဲ့ဒီတရားစီရင်ချက်တွေအပေါ်ကိုစိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။တင်းလျော်တဲ့လုံထုံးလုံနည်းတွေကိုမထိခိုက်စေဘဲတရားစွဲဆိုခံရသူတွေအတွက် အရမျှတမှုရရှိစေဖို့အတွက်ဒီပွင့်လင်းမြင်သာပြီးတော့မှလွယ်လွယ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်ကြပါဆိုပြီးတော့မှအကြံပေးခဲ့ပါတယ်။အခုဒီလက်ရှိအဖွဲ့အစည်းတွေကဥဆောင်တဲ့ခုံရုံးဟာဆိုရင်ဒီအငင်းပေါ်ပွေရာတမိုင်းချောင်းနဲ့လက်စားရှိမှုတွေကိုဆက်လက်လှုပ်ဆောင်မယ်သဘောရှိနေတယ်လို့ပြသနေပါတယ်။ဒါကဘင်္ဂလားဒေ့ရှ်မှာအမြင့်တွင်နေတဲ့လက်တုံးပြန်နိုင်ငံရေးသဘောတဘာဝကိုဖော်ပြနေတယ်လို့လည်းဖြစ်ပါတယ်။1980တခုနှစ်ဒီလွတ်မြောက်ရေးစစ်ပွဲတုန်းကဖြစ်ခဲ့တဲ့ဒီဆေးရဆွေးမှုတွေကိုတရားစွဲဆိုဖို့ ဟာစီနာရဲ့အဆိုအရကဒီ2010မှာ International the Crime Tribunal ICT ကိုတည်ထောင်ခဲ့ပါတယ်။အတိုက်ခံပုဂ္ဂိုလ်တွေကိုပြစ်မှတ်ထားဖို့အဲ့ဒီအဖွဲ့အစည်းကိုကရိယာတစ်ခုအဖြစ်သုံးတယ်ဆိုတော့ဆွေးဆွေးချက်တွေလည်းအများကြီးရှိခဲ့ပါတယ်။2013ကနေ2016အတွင်းမှာအဲ့ဒီခုံရုံးကဟာစီနာရဲ့အဓိကဒီပြိုင်ဘက်တွေဖြစ်တဲ့ဒီ Bangladesh Nationalist Party ပေါ့နော် BNP နဲ့ဒီ German Islamic ကခေါင်းဆောင်အများအပြားကိုတည်တယ်ဆက်မိတ်ခဲ့ပါတယ်။ အရင်တုန်းကဟာစီနာရဲ့အတိုက်ခံခေါင်းဆောင်တွေကိုအကအကွေပေးခဲ့တဲ့ဒီဥပဒေပညာရှင်တချို့ဟာဒီကနေ့ဟာစီနာကိုတရားစွဲဆိုမှုမှာဥဆောင်နေတယ်လို့ပြောကြပါတယ်။ဒါဟာအာနာလွန်ဆွေးမှုဖြစ်ပြီးတော့ဒီလက်တုံးပြန်လက်စားရှိမှုလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ခေါက်ခါမှဒီဟာစီနာကအိန္ဒိယမှာခိုလုံခဲ့ရတာမဟုတ်ပါဘူး။1985စစ်အာဏာသိမ်းတဲ့အခါမှာလည်းသူရဲ့အဖေနဲ့သူရဲ့မိသားစုအများအပြားအသက်ခံလိုက်ရတဲ့အချိန်မှာသူကတော့အိန္ဒိယမှာ၆နှစ်လောက်ခိုလုံခဲ့ရသေးတာပါ။ ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ဒီအပ်တိုင်းပါတီနှစ်ခုကြားမှာလက်ဆရှင်မှုတွေရှိနေပါတယ်ဒီကနေ့ဖြစ်ရဟာပထမဦးဆုံးဖြစ်ရမဟုတ်ပါဘူးစီဇူးနှစ်တွေကြားဒီဟာစီနာရဲ့ဒီအာဝမီလိတ်နဲ့ဒီခါလီဒါဇီယာရဲ့ဒီ BNP ပေါ့နော်ဒီဘင်္ဂလားဒေ့ရှ် National League Party တို့အကြအလေးကြအုပ်ချုပ်မှုတွေကလက်တုံ့ပြန်မှုတွေကိုအကြိမ်ကြိမ်ဖြစ်စေခဲ့ပါတယ်ဟာစီနာကိုယ်တိုင်ကသူစင်ကနှစ်ကြာအုပ်ချုပ်ခဲ့တဲ့ကာလအတွင်းမှာဒီ ICT လို့အဖွဲ့အစည်းတွေကိုအာနာခိုင်မာလာအောင်လုပ်ပြီးတော့မှဒီလှုပ်ရှားမှုမှာပါဝင်ခဲ့ပါတယ် အခုတက်လာတဲ့ဒီဓာကာလာအစိုးရလက်အောက်မှာတော့အဲ့ဒီရန်တရားတွေကိုအသုံးပြုပြီးတော့မှဟာစီနာကိုပြန်လေတိုက်ခိုက်ဖို့အတွက်လုပ်နေပါတယ်။ဒါပေမဲ့ဒီအခုအုပ်ချုပ်ရေးကိုသူတို့ဒီတာဝန်ယူထားတာကရွေးကောက်တင်မြောက်ထားတဲ့အစိုးရမဟုတ်ပဲဓာကာလာအစိုးရသာဖြစ်ပါတယ်။သူတို့လက်အောက်ကဒီခုံရုံးရဲ့ဆုံးဖြတ်ချက်တွေဟာဆိုရင်တကယ်အကျိုးတရားမှုရှိမလားဆိုတာရဲ့အဲ့ဒီလိုမဟုတ်ပဲဒီစမ်းကျင်ဘက်အနေနဲ့ပေါ့နော်အကွေးအပြေးတွေကိုတိုးပေါ်တောစီမလားဆိုတာရဲ့ကမတိရသေးပါဘူး။ပြီးရင် ဒီရွေးကောက်တင်မြောက်ခံရတဲ့အခါမှာဟာစီနာရဲ့မဟာမိတ်တွေပြန်ပြီးတော့မှအာနာရာတော့မယ်ဆိုရင်အခုဆုံးပြည့်ချက်တွေကလည်းပြောင်းပြန်ပြန်ဖြစ်သွားနိုင်ပါတယ်ဒေတာရင်းတည်ငြိမ်ရေးနဲ့ဒီအိန္ဒိယရဲ့အကျိုးစီးပွားတွေကြောင့်အိန္ဒိယဟာဒီဟာစီနာနဲ့ကြာရှည်ခိုင်မာတဲ့ဆက်ဆံရေးတွေရှိခဲ့ပါတယ်သူ့အပေါ်မှာလည်းဒီခိုင်မာတဲ့ထောက်ခံမှုတွေရှိခဲ့ပါတယ်ဒါပေမဲ့ဒီဒီချိန်မှာတော့သူ့ကိုအလုံးစုံကောက်ကွေးပေးတာမျိုးမလုပ်တော့ပါဘူးနောက်တစ်ခုကဒီဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့သဘောထားကိုအလေးထားပါမယ်လို့အိန္ဒိယဘက်က ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒီဘင်္ဂလားဒေ့ရှ်ကတောင်းဆိုတဲ့ဒီပြန်လေလွှဲပြောင်းရေးဆိုတော့ကိစ္စကိုတော့ဒီအိန္ဒိယဘက်ကလက်မခံသေးပါဘူး။သူတို့အနေနဲ့စဉ်းစားအုံးမယ်လို့ပဲထုတ်ပြန်ခဲ့ပါတယ်။ဒီလိုမျိုးလွှဲပြောင်းမပေးခဲ့တာဟာနာနိုင်ငံသားမှာတင်းမာမှုတွေကိုမြင့်တက်လာစေပါတယ်။ဒါနာနိုင်ငံသားကဆက်ဆံရေးကိုထိခိုက်စေတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးရအကြံပေးကလည်းဆိုပါတယ်။ဘာဖြစ်လို့ဒီဟာစီနာအပေါ်မှာဒီလောက်အထိမကျင်တဲ့ချက်တွေရှိနေတာလဲဆိုတာရယ် သူဘလို့အာနာရလာခဲ့တယ်လဲပြီးရင်ဒီဘလို့ပြုံးကြတော်တယ်လဲဆိုတာတွေကိုတီထားဖို့ကကျွန်တော်မိတ်ဆွေတွေလိုအပ်ပါသေးတယ်ကျွန်တော်တို့ပြန်ပြောရရင်ဒီ2020ခုနှစ်ဇူလိုင်လနဲ့ဒီအော်ဂုတ်လတွေမှာအစိုးရအလုံခွေးတဲ့စနစ်ကိုမကျေနပ်တဲ့အတွေ့ပေါ်တော့ဒီစံကျင်ပဲပြုတဲ့ចောင်းသားဆန္ဒပြခွေးတွေဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒီစနစ်က1980ခုနှစ်လွယ်လွယ်ရေးစစ်ပွဲအတွင်းမှာပါဝင်တိုက်ခိုက်ပေးခဲ့တဲ့စစ်သားတွေရဲ့ဒီတာသမီတွေအတွေ့အထုနေရာတွေရှင်ပေးတဲ့စနစ်ဖြစ်ပါတယ် တကယ်တော့အဲ့ဒီစနစ်ဟာဟာစီနာရဲ့အာဝမီလေးပါတီတစ္ဆာခင်တွေကိုနေရာပေးဖို့လှုပ်ထားတာဖြစ်တယ်လို့ဝေဖန်သူတွေကဆိုကြပါတယ်။အလို့အကင်ရှားပါတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဟာစီနာရဲ့လူတွေကိုသာယာရူပေးနေတဲ့ကိစ္စကိုရက်တန့်ပေးပါဆိုပြီးတော့မှငြိမ်ငြိမ်ချမ်းချမ်းနဲ့ကြောင်းသားလူငယ်တွေကဆန္ဒပြခဲ့ကြတာပါ။ဒါကိုအစိုးရကြီးကပြုပြင်ပြောင်းလဲမှုတွေလုပ်ပေးပါမယ်ဆိုပြီးတော့မှအစောပေးလိုက်မယ်ဆိုရင်အဆင်ပြေသွားနိုင်ပါတယ်။ဒါပေမဲ့ဟာစီနာကသူ့ရဲ့အနာဂတ်ကိုကြိုမမြင်ခဲ့တဲ့အတွက်ဆန္ဒပြတဲ့လူငယ်တွေကို အတန်ဖတ်နှိမ်နှင်းလိုက်ရင်အဆင်ပြေတော့မယ်လို့ထင်ခဲ့ပါတယ်။အစိုးရနိုင်ငံတွေမှာလည်းအတန်ဖတ်နှိမ်နှင်းမှုတွေကိုပြည်သူလူထုကမတွန်းလွန်နိုင်တာတွေရှိခဲ့ပါတယ်။ဒီဥပမာတွေကိုအရှိပြုပြီးတော့သူကလည်းသူဆက်လက်အာဏာထိန်းထားနိုင်လိမ့်မယ်လို့ထင်ခဲ့ပုံပါ။ဒီတော့ဆန္ဒပြတဲ့သူတွေကိုအတန်ဖတ်သမားတွေလို့အမည်တက်ပြီးတော့မှပြည်စံအစစ်တွေကိုအုံပြုခွင့်ပေးခဲ့ပါတယ်။ရရဆက်ဆက်နှိမ်နှင်းဖို့အတွက်လည်းခွင့်ပြုခဲ့ပါတယ်။အဲ့ဒီမှာသူအမှားကြီးမှားတော့ခဲ့တာပါ။ ပြည်ဆံအစ်စ်တွေကိုတုံလိုက်တဲ့အတွက်အစိုးရကိုဆန်းကျင်မှုတွေဟာအများကြီးဆိုးဝါးတော့ခဲ့ပါတယ်။ပြည်လာတဲ့အကြမ်းဖက်မှုတွေကြောင့်လူထောင်စီတည်ဆုံးခဲ့ရပြီးတော့မှဆန္ဒပြမှုတွေကအထွက်အထိပ်ကိုရောက်ရှိတော့ခဲ့ပါတယ်။ဒီလိုနဲ့2014ခုနှစ်အောက်တိုဘာ9ရက်နေ့မှာတော့သူဟာအိန္ဒိယကိုထွက်ပြေးတော့ခဲ့ရပါတယ်။သူရဲ့အာနာရှင်ဆန်တဲ့အုပ်ချုပ်မှုစနစ်လည်းတာရှုံတော့ခဲ့ပါတယ်။တုံရက်အကြမှာဒီနိုဘယ်ငြိမ်းချမ်းရေးဆုကျင်ဒီမိုဟာမက်ယူနော့ကိုဒီဂျာကာလာအစိုးရရဲ့အကြီးအကဲအဖြစ်ခန့်အပ်ခဲ့ပြီးတော့မှ ပြန်လေထူထောင်ဖို့နဲ့ဒီ2026ခုနှစ်အစောပိုင်းမှာဒီကျင်းပဖို့ပေါ့နော်ယာယီသတ်မှတ်ထားတဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်နိုင်အောင်တာဝန်ပေးခဲ့ပါတယ်။ဒီတာဝန်ယူမှုတာဝန်ခံမှုကိုဦးစားပေးပြီးတော့မှဒီဂျာကာလာအစိုးရကဆန္ဒပြမှုနှိမ့်နေခြင်းနဲ့ပတ်သက်ပြီးတော့မှစုံစမ်းစစ်ဆေးမှုတွေကိုစတင်ခဲ့တာပါ။ဟာစီနာကလာရောက်ပြီးတော့မှတရားရင်ဆိုင်တာမျိုးမလုပ်တဲ့အတွက်မြက်ကွေမှာပဲတရားစီရင်မှုတွေကိုလုပ်ခဲ့ရပါတယ်။ဆန္ဒပြတဲ့သူတွေကိုတေဆုံးစေခဲ့တဲ့အမှုတွေနဲ့ပတ်သက်တဲ့အဓိကဆွေးချက်နှစ်ခုကြောင့် ဟာစီနာကိုတည်တဲ့ရှားမဲ့လိုက်ပါတယ်။ဟာစီနာကတော့ဒီကိစ္စဟာတရားမျှတမှုမရှိဘူးလို့တုံ့ပြန်ပါတယ်။ဟာစီနာပြောတဲ့ခုခံရှိပါခွင့်မရှိတာနဲ့ဒီဗလိုင်းမှုရှိတဲ့တရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်ကြောင့်အခုလိုမျိုးဖြစ်ရတာဆိုတဲ့ပြောဆိုချက်ကိုတရားရုံးကပေးချလိုက်ပါတယ်။ Amnesty International နဲ့ဒီအခြားသူတွေကဒီစီရင်ချက်တွေနဲ့ပတ်သက်ပြီးတော့မှဒီတရားမျှတမှုမရှိနိုင်ဘူးလို့တန်တရားရှိပါတယ်။ဒါကြောင့်ဟာစီနာအနေနဲ့နှမ်းမေးပြနေတဲ့ခုံရုံးတစ်ခုရဲ့တရားစီရင်ချက်တွေကိုလက်မခံဘဲ ယုံကြည်စိတ်ချလို့ရတဲ့လုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်ဖို့လိုအပ်တယ်ဆိုပြီးတိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီခုံရုံးဟာဟာစီနာလက်ထက်ကသူ့ရဲ့အတိုက်ခံတွေကိုရှေ့မုံဖို့အတွက်သူကိုယ်တိုင်ဥဆောင်ပြီးတော့မှဖွင့်လှစ်ပေးခဲ့တဲ့ဒီ International Crime Tribunal ICD ဖြစ်ပါတယ်။သူလုပ်ခဲ့တဲ့အဖွဲ့အစည်းဟာအခုချိန်မှာတော့သူ့ကိုပြန်ပြီးတော့မှဒုက္ခပေးနေပါပြီ။ဒီမိုကရေစီကိုပေါ်ဆောင်ဖို့အတွက်အခွင့်အရေးတွေရှိခဲ့တယ်ဆိုပေမဲ့လည်းအာနာဆုံးရှုံးသွားမှာကိုကြောက်ရွံ့ခဲ့တဲ့ဟာစီနာတယောက်ဒုက္ခလာလာ တွေ့နေရပါပြီ။ 1981မှာအိန္ဒိယရဲ့အထောက်အပံ့နဲ့ပါကစ္စတန်ကိုဆန်းကျင်တဲ့လွယ်လွယ်ရေးကြိုးပမ်းမှုကိုဥဆောင်ခဲ့တဲ့ဒီရှိမူဂျီဘူရာမန်ရဲ့သမီးဟာစီနာကို1940ခုမှာအရှေ့ပါကစ္စတန်လို့ခေါ်တဲ့နေရာမှာမွေးဖွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဟာစီနာကဒီဘင်္ဂလားဒေ့ရှ်ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။မူဂျီရဲ့ဒီခနာတာအုပ်ချုပ်မှုဟာအာနာရှင်ဆင်လာခဲ့ပြီးတော့မှဒီ1985ဆေးအာနာသိမ်းမှုမှသူအသက်ခံခဲ့ရပါတယ်။သူရဲ့မိသားစုဝင်အများအပြားလည်းအဲ့ဒီမှာတည်ဆုံခဲ့ပါတယ်။ဒါပေမဲ့ ဟာစီနာတယောက်ကတော့ပြည်ပကိုရောင်းနေတဲ့အတွက်အသက်ရှင်ခဲ့ပါတယ်1981အထိအိန္ဒိယမှာပြည်ပကိုရောင်းနေခဲ့တဲ့ဟာစီနာဟာဒီအာဝမီလိတ်ကိုပြန်လည်အသက်သွင်းဖို့ပြည်တော်ပြန်ခဲ့ပါတယ်1990ပြည်လွန်နှစ်တွေနဲ့2000ပြည်လွန်နှစ်တွေမှာဒီဘင်္ဂလားဒေ့ရှ် National Party BNP ကခါလီဒါဇီယာနဲ့ဒီပြင်းထန်တဲ့ပြိုင်ဆိုင်မှုရှိခဲ့ပြီးတော့မှဒါကိုဒီ vegan တွေရဲ့တိုက်ပွဲလို့ခေါ်ခဲ့ပါတယ်။ဟာစီနာဟာ2008မှာအာဏာရခဲ့ပြီးတော့မှသူလဲအာဏာရှင်စနစ်စီကိုဥတီခဲ့ပါတယ်။ ူးအဖေကိုတက်တက်နေရာမှာပါဝင်သူတွေကိုတေတံပေးခဲ့တာပြီးရင်တိုင်ဘက်တွေကိုဆန်းကျင်ဖို့အတွက်ဒီ ICT ကိုအသုံးချခဲ့တာပေါ့နော်နောက်တစ်ခုကမြားတရဲရွေးကောက်ပွဲတွေအတွက်ဒါဖြစ်အစိုးရစနစ်ကို2017မှာဖြတ်သိမ်းခဲ့တာနဲ့ဒီ2018မှာဇီယာကိုရွေးကောက်ပွဲတွေကနေဖေထုတ်ဖို့အတွက်ထောင်ချခဲ့တာတွေကိုလုပ်ခဲ့ပါတယ်သူအုပ်ချုပ်တဲ့ကာလအတွင်းမှာစီးပွားရေးတိုးတက်မှုတွေရှိခဲ့တဲ့အတွက်လူတို့ကသူ့ကိုသဘောကျကြပါတယ်ဒါပေမဲ့လည်းသူဟာဒီ2018 Digital Security App ပေါ့နော်ဒီ digital လုံခြုံရေးဥပဒေနဲ့2023 cyber security app ပေါ့ဒီ cyber လုံခြုံရေးဥပဒေလိုမျိုးဥပဒေတွေကနေတဆင်သဘောထားကွေလွေမှုတွေကိုနှိမ့်နှင်းခဲ့ပြီးတော့မှ media နဲ့ဒီအတိုက်ခံတွေကိုထိန်းချုပ်ခဲ့ပါတယ်အိန္ဒိယဘက်ကတော့သူ့ကိုအားပေးထောက်ခဲ့ပါတယ်အဓိကကတော့အိန္ဒိယရဲ့အကျိုးစီးပွားကိုဟာစီနာကဒီ force ဆောင်ပေးမယ်လို့ယူဆလို့ပါဒီနေရာမှာပြည်သူလူထုကသူ့ကိုဘလောက်အထိမုန်းတီးနေတယ်ဆိုတာကိုဟာစီနာတယောက်ကောင်းကောင်းသဘောမပေါက်ခဲ့တာပါ2024ခုနှစ်စန္ဒပြပွဲဖြစ်တဲ့အခါမှာလေသူက အရှင်လေးကိုနားမလည်ခဲ့တဲ့အတွက်ထွက်ပြေးတိမ်းဆောင်ပေးလိုက်ရပါတယ်ဒီတစ်ခေါက်တော့သူလည်းတည်တံရှာမဲခံလိုက်ရပါပြီဒါဟာတစ်ချိန်တုန်းကသူလုခဲ့တဲ့ပုံစံမျိုးပြန်လေခံစားရတာပါ2024ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ဒီလူသေဆုံးမှုတွေနဲ့ပတ်သက်ပြီးတော့မှတာဝန်ယူမှုအတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကလူတွေတောင်းဆိုနေကြပါတယ်ဒါပေမဲ့အခုရှာမဲလိုက်တဲ့တရားစီရင်မှုရဲ့အကျိုးသက်ရောက်မှုကဒီလိုမျိုးကိစ္စတွေကိုပန်တရားတကြော့လေစေအောင်ပါလားဒါမှမဟုတ်ဒီမာတယ်မဲ့ရက်တန့်တော်မာလားဆိုတာကိုတော့မသိရသေးပါဘူး ဒီ you know ရဲ့ဒီဓာကာလာအစိုးရကပြပြပြောင်းနေမှုတွေလှုံ့ဆော်ပြီးတော့မှရွေးကောက်ပွဲမတိုင်ခင်ဒီအဝမီလေးရဲ့ဒီလှုံ့ဆော်မှုတွေကိုပိတ်ပင်ထားတဲ့အတွက်ဘင်္ဂလားဒေ့ရှ်ဟာလမ်းစုံလမ်းကွဲမှာရပ်နေပါတယ်စစ်မှန်တဲ့တည်ငြိမ်မှုစီလားဒါမှမဟုတ်ဒီနောက်ထပ်မတည်ငြိမ်မှုအလစ်အပြောင်းစီလားဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါကတော့လက်တလော့ဒီဘင်္ဂလားဒေ့ရှ်ဂျာဖြဲအစိုးရနဲ့ဟာစီနာဂျာကလက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတွေပါဆက်ပြီးတော့မှဒီ ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်အကြောင်းကိုကျွန်တော်တင်ဆက်ပေးတော့ပါမယ်။ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံဆက်ဆံရေးဟာဒီအခက်အခဲတွေနဲ့ပေါ့နော်မယုံကြည်မှုတွေနှစ်ပေါင်းများစွာရှိခဲ့ပြီးတဲ့နောက်မှာဆက်ဆံရေးအသစ်ဒီတခစ်ကိုသူတို့ဥတီနေပုံရပါတယ်။ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ဆက်ဆံရေးအသစ်တခစ်ကိုရောက်ရှိနေပြီလားလို့မေခွန်းထုတ်เสียပါပါ။ဒီနှစ်နိုင်ငံရဲ့ဆက်ဆံရေးဟာဆိုရင်စေစုနှစ်တွေအကြာပဋိပက္ခတွေနဲ့ဒီမယုံကြည်မှုတွေကြောင့်တောင်အာရှမှာအခက်အခဲဆုံးဆက်ဆံရေးတခုဖြစ်နေကြတာပါ။ဒါပေမဲ့အခုတော့မမျော်လင့်ထားတဲ့အရာတခု ဖြစ်ပေါ်လာပုံရပါတယ်။နေပေါင်းများစွာဝေးကော်နေပြီးတဲ့နောက်မှာဒေတာရင်းနဲ့ဒီပထဝီနိုင်ငံရဲ့အပြောင်းအလဲတွေချာမှာကုန်တွေရေးတိုးတက်လာတာနဲ့ဒီအစင်းမြစ်ခီးစဉ်တွေကြောင့်နိုင်ငံတစ်ခုပို့ပြီးတော့မှနှိစက်လာပုံရပါတယ်။ဒါဆိုဒီနှွေးထွေးမှုအသေးနောက်ကွယ်မှာအမှန်တကယ်ပါရရှိနေတယ်လေ။နောက်ဆုံးမှဘလို့အဓိပ္ပာယ်တယောက်လာနိုင်မလဲဆိုတာကျွန်တော်တို့ကြည့်အောင်ပါ။ဒီဗီဒီယိုမှာတော့နိုင်ငံတကာဆက်ဆံရေးပြီးရင်ပဋိပက္ခနဲ့ဒီလုံခြုံရေးတို့ကိုကျွန်တော်အဆက်အလက်တွေအရှိခံပြီးတော့မှလေ့လာသုံးသပ်တော့မှာပါ။ဒီခွေးထွက်တွေဆိုတာ တရားဝင်နိုင်ငံတနိုင်ငံကနေနေမည်တစ်ခုကတိရှားခွေထွက်သွားတာကိုပြောတာပါဒါကနိုင်ငံတကာနိုင်ငံရေးမှာပြဿနာတွေအများဆုံးဖြစ်စေတဲ့အပြောင်းအလဲတွေကတခုပါပဲများသောအားဖြင့်စေပွေးပေါ့နော်ဒါမှမဟုတ်ဒီပဋိပက္ခတွေနဲ့လည်းတွေးပြီးတော့မှဖြစ်လိမ့်ရှိပါတယ်ဒီတော့ခွေထွက်သွားတဲ့ဘက်နဲ့ဒီကြံကေးတဲ့မူလားနိုင်ငံတို့ရဲ့ဂျာကာဆက်ဆံရေးကလည်းအမြင့်လိုလိုခက်ခဲပြီးတော့မှရှုပ်ထွေးနေတာမဆန်းပါဘူးနိုင်ငံအသစ်ကတော့သူနဲ့ခွေထွက်ခဲ့တဲ့ဒီမူလားနိုင်ငံကိုစမ်းကျင်ဘက်ပြူပြီးမှ သူ့ရဲ့ယက်တီချက်ကိုပေါ်ဆောင်လိမ့်ရှိပါတယ်။တစ်ချိန်လေးမှာပဲမူလနိုင်ငံလို့ခေါ်တဲ့ဒီမိခင်နိုင်ငံတော်ကတော့မတင်တဲ့ချက်တွေနဲ့အစဲရမှုတွေကိုခံစားနေရနိုင်တာပါ။တကယ်လို့လူအများအပြားရွှေ့ပြောင်းရတာတွေဒါမှမဟုတ်ဒီရက်ဆက်ကြံကြုတ်တဲ့ဖြစ်ရက်တွေနဲ့ကျွန်တော်တို့ပေါင်းဆက်လိုက်ရင်ဒီလိုခွေးထွက်မှုရဲ့အကျိုးဆက်တွေဟာနှစ်ပေါင်းများစွာကြာအောင်ဆက်ရှိနေနိုင်ပြီးတော့မှတန်တမဆက်ဆက်ရေးမှာအမြဲတမ်းကိုယ်လွင့်မှုတွေကိုဖန်တီးပေးနိုင်ပါတယ်။ဒါပေမဲ့နိုင်ငံရေးစီးပွားရေးဒါမှမဟုတ်ဒီမဟာဗျူဟာပိုင်းအစီအအနေတွေပြောင်းလဲတော့တဲ့အခါတော့ အဲ့ဒီလိုခက်ခဲတဲ့ဆက်ဆံရေးတွေလည်းပြောင်းလဲသွားနိုင်ပါတယ်ဒီလိုပြောင်းလဲမှုရဲ့အထင်ရှားဆုံးဥပမာတွေတွေကတခုကတော့ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ရဲ့ဆက်ဆံရေးတိုးတက်လာခြင်းပဲဖြစ်ပါတယ်သူတို့ရဲ့ဒီ1980ခုနှစ်ခွေထွန်းမှုဆိုတာကခေတ်တောင်အားရှားသမိုင်းမှာအလွန်တရာမှအကြမ်းဖက်မှုတွေများပြီးတော့မှ စိတ်ထိခိုက်စရာအကောင်ဆုံးဖြစ်ရတွေကတခုပါဒါပေမဲ့အခုတော့နှစ်ပေါင်း90ကျော်ကြာခဲ့ပြီဖြစ်လို့နိုင်ငံတခုကဆက်ဆံရေးခေတ်တရရဲ့အစားမှာရောက်နေနိုင်ပါတယ်ပါကစ္စတန်ကတော့ တောင်းအားရှားပြီးရင်အရှိလေပိုင်းနဲ့ဒီဘ ਹੁ အားရှားတို့ရဲ့လမ်းစုံလမ်းကောင်းမှာရှိပြီးတော့မှ student mile 3400ခန်းကျင်ဝင်ပြီးတော့လူဦးရေကလည်းတန်150လောက်ရှိပါတယ်။အချိန်နှင်းမှာပဲပါကစ္စတန်ရဲ့အရှိဘက်ကိုဒီ mile 1000ပေါ့နော်ကီလိုမီတာ1600လောက်သွားလိုက်မယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်ကိုရောက်ပါပြီ။ဘင်္ဂလားဒေ့ရှ်ကတော့ student mile ဒီကျွန်တော်တို့6000လောက်ပဲရှိပေမဲ့သူရဲ့လူဦးရေကတော့တန်180လောက်ရှိပါတယ်။ဒီနိုင်ငံကခုလုံးကကမ္ဘာပေါ်မှာလူဦးရေအများဆုံး ်မွတ်စလင်ဥယေတွေများတဲ့နိုင်ငံတွေဖြစ်တယ်လို့သူတို့မှာဗြိတိရှားလက်အောက်ခံဘဝနဲ့ပတ်သက်တဲ့ရှေ့ကြတဲ့တမိုင်းကြောင်းလေးရှိပါတယ်အဲ့ဒီတပိုးအရေးကြီးတာကသူတို့ဟာဒီ25နှစ်နီးပါးလောက်အထိတောင်အာရှကမွတ်စလင်တွေအတွဲဇာတိမြေတစ်ခုတည်းဆိုတဲ့စိတ်ကူးနဲ့ပေါင်းစည်းထားတဲ့တနိုင်ငံတွေဖြစ်ခဲ့ကြပါတယ်ဒီဆက်ဆက်ရေးတိုးတက်မှုတွေရဲ့အခြေခံအကြောင်းရင်းကတော့အဲ့ဒီတုန်းကဒီနှစ်နိုင်ငံပေါင်းပြီးနိုင်ငံတည်ထောင်ခဲ့တာရဲ့နောက်ပိုင်းမှာပြန်ပြီးကွေးတော်ခဲ့တဲ့တမိုင်းဇာလန်းရဲ့ပါပဲ အစ္စလာမဘာဟာလွန်ခဲ့တဲ့နှစ်ပေါင်းတထောင်ကျော်ကလေးကပင်လေရေချောင်းကုန်သေးတွေပြီးရင်ဆူဖီဖုန်ကြီးတွေနဲ့နောက်ဆုံးမှဒီမဂိုစစ်တပ်တွေကနေတဆင်အိန္ဒိယတိုင်းငယ်ကိုရောက်လာခဲ့ပါတယ်။ဒါကြောင့်အခုလက်ရှိအိန္ဒိယပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်နေရာအများစုမှာဒီမွတ်စလင်အုပ်ချုပ်ရေးကိုထူထောင်နိုင်ခဲ့တာပါ။ဒါပေမဲ့ရှေးရှေးရာစုမှာဒီအုပ်ချုပ်ရေးကပြိုကွေးလာပြီးတော့မှအာနာကလည်းလေးဟာတော့တဲ့အခါမှာဗြိတိရှ်ကိုလိုနီအုပ်ချုပ်ရေးကနေရာယူတော့ပါတယ်။ဒီလိုနဲ့ဗြိတိရှ်အုပ်ချုပ်မှုကအိန္ဒိယတိုင်းငယ်ရဲ့နိုင်ငံရေး လူမှုရေးနဲ့ဒီစီးပွားရေးတွေကိုပြောင်းလဲလိုက်တယ်လို့ဟိန္ဒူနဲ့မွတ်စလင်တို့ဂျာကကွေးပြားမှုခံစားချက်ကိုလည်းပို့ပြီးတော့မှပြင်းထန်စေခဲ့ပါတယ်။၂၀ရာစုအစောပိုင်းမှာအိန္ဒိယမှာဗြိတိရှားကိုဆန်းကျင်တဲ့စိတ်ဓာတ်တွေမြင့်တက်လာတော့ဒီမွတ်စလင်လူနည်းစုခေါင်းဆောင်တွေကဗြိတိရှားထိန်းချုပ်မှုပြီးရင်တိကျမွတ်စလင်နိုင်ငံတစ်ခုပေးဖို့တောင်းဆိုလာကြပါတယ်။ပြဿနာကတော့မွတ်စလင်အပန်းအဝိုင်းတွေကတနီယာလေးမှာအစူလိုက်အပြုံလိုက်နေတာမဟုတ်ပဲလူဦးရေအများစုကဒီအနောက်မြောက်ဘက်ပေါ့နော်အခုဒီပါကစ္စတန်နဲ့ အရှိဖက်ဒီလက်ရှိဘင်္ဂလားဒေ့ရှ်တို့မှာပါပြန့်နှံ့နေတာပါ။ဒါကြောင့်1948ခုနှစ်ကနေမှဗြိတိန်ကအိန္ဒိယတိုင်းငယ်ကိုပိုင်းခြားလိုက်တဲ့အခါမှာပါကစ္စတန်ဟာအိန္ဒိယရဲ့ဒီတစ်ဖက်တစ်ချက်စီမှာအစိပ်အပိုင်းနှစ်ခုပါတဲ့နိုင်ငံအဖြစ်ပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီနှစ်ပိုင်းကအိန္ဒိယရဲ့တစ်ဖက်မှာဒီအနောက်ပါကစ္စတန်နဲ့နောက်တစ်ဖက်မှာအရှေ့ပါကစ္စတန်ဆိုပြီးဖြစ်ခဲ့တာပါ။ဘာသာတရားတူတဲ့အတွက်နိုင်ငံအသစ်ကိုစီလုံးတော်လိမ့်မယ်လို့လူတော်တော်များများကမျှော်လင့်ခဲ့ပေမဲ့ အရှင်းနဲ့အနောက်ပါကစ္စတန်နှစ်ခုကြားဆက်ဆံရေးကအစားကလေးကတင်းမာခဲ့ပါတယ်။အရှေ့ဘက်ကဘင်္ဂလီတွေဟာလူဦးရေပိုများပေမဲ့နိုင်ငံရေးနဲ့စီးရေးအာဏာကို အနောက်ဘက်ကဒီအထက်တန်းလော်တွေကပဲရှုတ်ကန်ကြခဲ့ပါတယ်။အဲ့ဒါပြင် အနောက်ဘက်မှာအဓိကပြောတဲ့ဒီဥရုဒုဘာသာစကားကိုအခုရဲသောနိုင်ငံတော်ဘာသာစကားအဖြစ်ကြီးညာလိုက်တော့တင်းမာမှုတွေကပိုပြီးမြင့်တက်လာခဲ့ပါတယ်။အဲ့ဒါပြင်ဒီအရှေ့ဘက်ကအနောက်ဘက်ကိုသူရဲ့တယံစာရားတွေကိုဒီအမျက်ထုတ်တယ်လို့ဆွဆွေးခဲ့ပြီးတော့မှ ဒီအရှိကစီပေါ်ရေးအရာနောက်ကျကျန်နေတဲ့အချိန်မှာအနောက်ဘက်ကပိုပြီးရှမ်းသာလာခဲ့ပါတယ်။ဒီအချက်တွေအားလုံးကြောင့်အရှိဘက်ဟာပိုပြီးစိတ်ပြဲလာပြီးတော့မှအနောက်ဘက်ရဲ့ဒီလွန်မှုမှုကိုတဖြည်းဖြည်းနဲ့တွန်းလွန်လာခဲ့တဲ့ဆိုတာကိုပြသနေပါတယ်။ဒီအရာအားလုံးဟာဘင်္ဂလီနိုင်ငံရေးပါတီပေါ့နော်ဒီအဓိကဖြစ်တဲ့ခုနကပြောခဲ့တဲ့ဒီရှိဟာစီနာရဲ့ပါတီပေါ့ဒီအာဝါမီလိတ်ကဒီ1980ပြည်နှစ်အမျိုးသားရွေးကောက်ပွဲမှာအပြည့်အသက်အနိုင်ရရှိတဲ့အခါမှာအထွက်အထိပ်ကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ အနောက်ဘက်ကခေါင်းဆောင်မှုက အာနာလွှဲပြောင်းဖို့ညှင်းဆန်တဲ့အခါမှာအရှေ့ဘက်မှာဆန္ဒပြပွဲတွေအကြီးအကျယ်ပေါ်ပေါက်လာခဲ့ပါတယ်။1980တခုနှစ်မတ်လ25ရက်နေ့မှာပါကစ္စတန်စစ်တပ်ကဝင်ရောက်လာပြီးတော့မှတန်းတန်းရှိတဲ့ဘင်္ဂလီတွေကိုအိန္ဒိချင်းအိန္ဒိယကိုထွဲပြေးရတဲ့အထိဒီရက်ဆက်ကြမ်းကြုတ်တဲ့ပြည်တွင်းစစ်ကိုဖြစ်ပေါ်ခဲ့ပါတယ်။ဆိုရောပြင်းထန်တဲ့ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်အတီးတွေကိုရင်ဆိုင်နေရတဲ့အပြင်အငင်းပေါ်နေတဲ့ဒီကက်ရှမီးယားပြည်နယ်နဲ့ပတ်သက်လို့ စစ်ပွေးတွေဇက်တိုက်တိုက်ခိုက်နေရတဲ့ဒီအနောက်ပါကစ္စတန်ကိုလက်တုံးပြင်ဖို့အခွင့်အရေးကိုမြင်တွေ့လိုက်တဲ့အခါမှာအိန္ဒိယအစိုးရကအဲ့ဒီကိစ္စမှာဝင်ရောက်ဆွဲဖက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အစိမ်းတူတောင်းပေမဲ့ပြင်းထန်တဲ့ပဋိပက္ခပြီးတဲ့နောက်မှာဒီပါကစ္စတန်ဟာ1980ခုနှစ်ဒီဇင်ဘာလမှာလက်နက်ရှာခဲ့ပြီးတော့မှဘင်္ဂလားဒေ့ရှ်ဟာတီးခြားလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။1980ခုနှစ်အကြမ်းဖက်မှုတွေကဒီနိုင်ငံနှစ်ခုလုံးမှာ national နဲ့ဒီအမာရွက်တွေကိုဆန်ထားခဲ့တယ်လို့ပြောရမှာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအတွက်စစ်ပွေးဟာသူတို့ရဲ့ဒီအမျိုးသားရေးလက္ခဏာရဲ့အဓိကအစိတ်အပိုင်းဖြစ်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပါကစ္စတန်အတွက်ဒါဟာလည်းဒီရှက်စရာကောင်းတဲ့အရင်အမြစ်တစ်ခုဖြစ်ခဲ့ပါတယ်။ရာလဲအနေနဲ့နိုင်ငံတစ်ခုကြားမှာဆက်ဆံရေးအသေးထူထောင်ဖို့ကြိုးပမ်းမှုတွေဟာမကြာခဏအဆုတ်တလို့ပေါ့နော်ဒီနှိမ့်ွက်ခဲ့ပါတယ်။တကယ်တော့ပါကစ္စတန်ဟာ1984ခုနှစ်အထိဘင်္ဂလားဒေ့ရှ်ကိုအတိအမှတ်ပြုဖို့ညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံတစ်ခုတန်တမန်ဆက်ဆံရေးထူထောင်ပြီးနောက်မှာတော့မှာ မယုံကြည်မှုတွေကပြန်ရှိနေစေပါဥပမာအပြင်ဆိုရင်အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားမှာဆက်လက်တင်းမာနေပေမဲ့ဒီဘင်္ဂလားဒေ့ရှ်ဟာနယူးဒေလီနဲ့ပိုနီးဆက်လာပြီးတော့မှသူရဲ့အဓိကစီးပွားရေးနဲ့ဒီလုံခြုံရေးမိဖက်ဖြစ်လာခဲ့ပါတယ်အဲ့ဒါအပြင်ဒီတခြားပြဿနာတွေကလည်းဆက်ဆက်ရေးကိုထိခိုက်စေခဲ့ပါတယ်ပါကစ္စတန်ဟာဆိုရင်1980ခုနှစ်ဒီဖြစ်ရက်တွေအတွက်ပေါ့နော်တောင်းပန်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်ရဲ့တောင်းဆိုမှုတွေကိုဆက်လက်ပြီးညှဉ်းဆန်ခဲ့ပါတယ် တချိန်လေးမှာပဲဘင်္ဂလားဒေ့ရှ်ရဲ့ဒီဥရဒူဘာသာစကားကိုပြောတဲ့ဒီအတန်းဝိုင်းဝင်တွေဟာဆိုရင်သူတို့ကိုသူတို့ပြစ်ပိတ် ခံထားရတယ်လို့ခံစားခဲ့ကြရပါတယ်။ရားလဲအနေနဲ့တခါတရံမှာပုံမကောင်းမွန်တဲ့ဆက်ဆက်ရေးကာလတွေရှိခဲ့ပေမဲ့ဒီဆက်ဆက်ရေးဟာအပြည့်အဝပုံမှန်ဖြစ်ခဲ့တာတော့မရှိပါဘူး။ဒါကြောင့်ဒီလွန်ခဲ့တဲ့2 90ရဲ့ဒီအများစုနှစ်တွေမှာနိုင်ငံတစ်ခုဟာဆိုရင်ဒီအခုအချိန်ထိပေါ့နော်ကက်သက်ထားတဲ့ဒီစီးပွားရေးဆက်ဆက်မှုတွေနဲ့ နိုင်ငံရေးအဆက်အသွယ်နေနေနဲ့ပဲသူတို့ပြဿနာမရှိပေမဲ့ဝေးခေါ်တဲ့ဆက်ဆံရေးကိုသူတို့ဒီထိမ့်သိမ်းထားခဲ့ကြတာပါအခုကျွန်တော်ပြောသွားတာကတော့ဒီဘင်္ဂလားဒေ့ရှ်နဲ့ဒီပါကစ္စတန်တို့ကြားကအတိတ်ကဖြစ်ရဲ့အကျဉ်းချုပ်ပါနောက်နေ့တွေမှာလည်းကျွန်တော်ဒီပါကစ္စတန်နိုင်ငံဘလို့ဖြစ်ပေါ်လာတယ်လေဘင်္ဂလားဒေ့ရှ်နိုင်ငံကရောဘလို့ပေါ်ပေါက်လာတယ်လဲဆိုတာတွေကိုကျွန်တော်ဗီဒီယိုနှစ်ပုတ်လုပ်ပြီးတော့မှတင်ဆက်ပေးအောင်ပါပါအဲ့ဒီဗီဒီယိုလေးကိုလည်းကျွန်တော်မိတ်ဆွေတွေကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော် channel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါတယ်။ကြည့်ကျွန်တော်တို့အကြောင်းအရာကိုပြန်တော့ရအောင်ပါ။ 2024ခုနှစ်နှေးလေဟာစပြီးတော့မှပါကစ္စတန်နဲ့ဒီဘင်္ဂလားဒေ့ရှ်တို့အကြားမှာဆက်ဆင်ရေးကတည်တည်တသာကျိုးတက်လာခဲ့ပါတယ်။အဘေါ်ရာကောင်းမွန်ကြောင်းသတင်းစကားတွေတိုးပေါ်လာနေတဲ့အချိန်မှာနှစ်ဖက်စလုံးကတမိုင်းဆိုင်ရာပြဿနာတွေနဲ့ပတ်သက်လို့သူတို့ရဲ့ဒီတင်းမာတဲ့စကားပြောဆိုမှုတွေကိုရှင်းချလိုက်ခဲ့ပါတယ်။ဒါတွေအားလုံးက2025ခုနှစ်တခြားလုံးမှာတန်တမန်ရေးလှုပ်ရှားမှုတွေအများအပြားကိုဖြစ်ပေါ်စေခဲ့ပါတယ်။2025ခုနှစ်အော်ဂိုလာမှာ နိုင်ငံခြားရေးဝန်ကြီး2ဦးနဲ့တရုတ်နိုင်ငံက3ပွင့်ဆိုင်အစည်းအဝေးကိုလက်ခံကျင်းပပြီးတဲ့နောက်မှာပါကစ္စတန်ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးတို့ဟာဒီ2012ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ဘင်္ဂလားဒေ့ရှ်ကိုတွားရောက်ခဲ့ပါတယ်။ဒီတိုတက်မှုတွေကတခြားနေပြည်တော်မှာပေါ့နော်ပိုမိုကြေပြန်းတဲ့ဒီပူးပေါင်းဆောင်ရွက်မှုတွေအတွက်လန်ခင်းပေးခဲ့တာပါ။ဥပမာအဖြစ်ဆိုရင်တိုတက်လာတဲ့နိုင်ငံခြားကကုန်သွယ်မှုနဲ့ယင်းနှမြုံနယ်မှုဆွေးနွေးပွဲတွေကြားမှာ စီးပွားရေးဆက်ဆက်မှုတွေဟာဆိုရင်လည်းအလင်းရဲ့အမြင်တိုးတက်လာနေတာကိုတွေ့ရပါတယ်တကယ်တော့မကြသေးခင်ကအစီရင်ခံစာတွေအရ2025ခုနှစ်အတွင်းမှာနှစ်ဖက်ကုန်သွယ်မှု20ရာခိုင်နှုန်းတိုးတက်လာတာကိုဖော်ပြပြီးတော့မှလာမယ့်နှစ်တွေမှာအဲ့ဒီထက်တိတထင်ရှားတဲ့တိုးတက်မှုတွေကိုအများကြီးရှိလာနိုင်မယ်လို့ခန့်မှန်းနေရပါတယ်အဲ့ဒါအပြင်စည်စုနှစ်တွေများသောရင်ဆိုင်တွဲဆုံမှုတွေကနေအပြောင်းလဲတစ်ခုအဖြစ်ရင်ကျိမှုနဲ့ပညာရေးဖလှယ်မှုတွေကိုလည်းတိုးရှေးလာမယ်အစောပိုင်းလက္ခဏာတွေလည်းရှိနေပါတယ်ဒါဆိုဒီအရာအလုံးကိုအမှန်တကယ်ဘေဟာကမောင်းနေနေတာလဲ ကြေရတာဟာအဆက်တွေအများကြီးရှိပါတယ်အထင်အရှားဆုံးတိုးတက်မှုကတော့ဘင်္ဂလားဒေ့ရှ်ရဲ့ကာလာကြာရှည်ဝင်ကြီးချုပ်ဖြစ်ခဲ့တဲ့ကျွန်တော်ရှေ့ပိုင်းမှာပြောခဲ့တဲ့ရှိတ်ဟာစီနာယာရုကနေဖေရှားခံရလိုက်တာဖြစ်ပါတယ်သူမရဲ့အစိုးရဟာဆင်းကားနှစ်ကြော်ကြာအောင်ဒီအိန္ဒိယနဲ့အတူနီကက်တက်ဆက်ဆံရေးကိုထိန်းသိမ်းခဲ့ပါတယ်ဒီကာလအတွင်းမှာဒါကာဟာဆိုလို့ရှိရင်အိန္ဒိယရဲ့ရည်မှန်ချက်တွေကိုထောက်ခံခဲ့တယ်လို့နယူးဒေလီနဲ့လုံခြုံရေးစီးပွားရေးသင်ယူပို့ဆောင်ရေးနဲ့စွန့်ရင်စီမံကိန်းတွေမှာအနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်ရှိတ်ဟာစီနာ ထွက်ပြစ်တော့တာကဒီကာလာရှေကြာရှည်တဲ့ဒီမဟာမိတ်ပြုမှုကိုဖြိုခွဲလိုက်ပါတယ်ဒါပေမဲ့ဒါဒီထက်ပိုပါတယ်ဟာစီနာဟာအိန္ဒိယကိုထွက်ပြစ်တော့ပြီးတော့မှဒါကာကအစိုးရအသေးရဲ့တောင်းဆိုမှုကြားကနေသူ့ကိုလွှဲပြောင်းပေးဖို့အိန္ဒိယဘက်ကညှင်းဆန်လိုက်တဲ့အတွက်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်အကြားဆက်ဆံရေးကလည်းအလျင်အမြင်ဆိုးရွားလာခဲ့တာပါဒီအဆက်တွေအလုံးဟာဒီရေအရင်အမြင့်တွေပြီးရင်တုံတွေးရေးမညီမျှမှုတွေနဲ့နေဆက်အငင်းပေါ်မှုတွေအပါအဝင် တခြားပြဿနာတွေကြောင့်ဒီနိုင်ငံတစ်ခုကြားမှာကာလကြာရှည်မကျေနပ်မှုတွေကိုပို့ပြီးဆိုးရွားတော်စေခဲ့ပါတယ်။ဒီအရာအားလုံးကဘင်္ဂလားဒေ့ရှ်ကိုအိန္ဒိယကလွှဲပြီးတော့မှတခြားနေရာတွေကိုကြီးပိုးလက်တွေ့ကျတဲ့အကြောင်းပြချက်တွေကိုပေးခဲ့ပါတယ်။အချိန်လေးမှာပါကစ္စတန်အတွက်ဒီအရာအားလုံးဟာအကောင်ဆုံးဆိုတဲ့အခိုက်အတန့်ကိုရောက်ရှိလာခဲ့တာပါ။သူရဲ့စီးပွားရေးပြဿနာတွေနဲ့ဒေတာတွေအပြောင်းအလဲတွေကြောင့်ဒီတောင်အာရှတစ်လျှောက်မှာဆက်ဆံရေးပိုကောင်းလာဖို့ပို့ပြီးတော့မှတက်တက်ကြောကြောနဲ့ကြိုးပမ်းလာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ဆက်ဆံရေးတိုးတက်လာတာကဒီစီးပွားရေးနိုင်ငံရေးနဲ့ဒီတန်တမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုပေးသလိုအဓိကဒေတာတွဲမွတ်စလင်နိုင်ငံနဲ့သမိုင်းဝင်ကိုယ်လွေမှုတွေကိုပြန်ပြီးတော့မှပြေလည်စေဖို့အခွင့်အရေးကိုလည်းကိုစားပြုပါတယ်။ဒါပေမဲ့ဆက်ဆံရေးတိုးတက်လာတာရှင်းပေမဲ့ဒီတိုးတက်မှုတွေကိုကျွန်တော်တို့ဘလို့အတိအကျဖတ်တင်တယ်လေ။လက်တွေ့မှာတော့သူတို့ကိုကျွန်တော်တို့နီးလန်းအများကြီးနဲ့အထိပ္ပယ်ဖွင့်ဆိုနိုင်ပါတယ်။ဒါစေတပိုင်းအနေနဲ့ဒါဟာဆိုရင်စေစုနှစ် အများကြီးကြာအောင်ပေါ့နော်ဒီခါသီးမှုတွေကိုကျော်လွန်ခြင်းနဲ့နိုင်ငံတစ်ခုရဲ့စစ်မှန်တဲ့ဆန္ဒကိုထင်ဟပ်စေနိုင်ပါတယ်1980တခုနှစ်ကစပြီးတော့မှနှစ်ပေါင်း90ကျော်ကြာခဲ့ပြီဖြစ်လို့လူငယ်မျိုးဆက်တွေဟာဒီရှင်းဟောင်းအငင်းပေါ်မှုတွေထက်ပေါ့နော်ပုံတွေရေးပညာရေးနဲ့ဒီတောလာရလွေကူမှုလိုမျိုးလက်တွေ့ကြတဲ့အကျိုးကျေးဇူးတွေကိုပို့ပြီးဦးစားပေးလိမ့်ရှိပါတယ်ဒါပေမဲ့ပိုနက်ဆိုင်တဲ့တွန်းအားကတော့ဒေတာတွင်းပထဝီနိုင်ငံရဲ့ဖြစ်ပုံရပါတယ် ်ဘင်္ဂလားဒေ့ရှ်ရဲ့ဒီနိုင်ငံရေးအသွင်ကူးပြောင်းမှုကအိန္ဒိယနဲ့ဒီဘင်္ဂလားဒေ့ရှ်ရဲ့မဟာမိတ်ပြုမှုကိုရောကြလာစေပြီးတော့မှပါကစ္စတန်ကလည်းတောင်အာရှမှာသူ့ရဲ့အနေအထားကိုခိုင်မာတော့စေဖို့အတွက်အဲ့ဒါကိုဒီအခွင့်အလန်းအဖြစ်အသုံးချပြီးတော့တန်တမန်ရေးရအခွင့်အလန်းအစ်တွေကိုဖန်တီးပေးခဲ့ပါတယ်။အဲ့ဒါပြင်ပါကစ္စတန်မှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုနဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဒီသူ့ရဲ့ဆက်ဆံရေးတိုးတက်လာမှုတွေဟာလည်းအရင်ကမရှိခဲ့ဘူးတဲ့ပူပေါင်းဆောင်ရွက်မှုတွေအတွက်ဒီ ပြန်မတွန်းအားတစ်ခုကိုလည်းဖန်တီးပေးခဲ့ပါတယ်ဒါပေမဲ့တတိထားဖို့လိုအပ်တဲ့အချက်တစ်ချက်ရှိပါတယ်သူတို့ကဒီအရာအလုံးကိုအိန္ဒိယစန်းကျင်ရေးမဟာမိတ်ဖွေးခြင်းရဲ့အစားလို့ရှုမြင်နိုင်ပေမဲ့အနည်းဆုံးဒီအချိန်အတွက်တော့ကျွန်တော်တို့ဒီလိုကြီးဖို့အတွက်အကြောင်းပြချက်အနည်းငယ်ပဲရှိပါတယ်အိန္ဒိယနဲ့စီးပွားရေးနဲ့ပထဝီဝင်အရာအပြည့်အလံမှီခိုနေရတာကိုကျွန်တော်တို့ထိတွင်းစဉ်းစားကြည့်ရင်ဘင်္ဂလားဒေ့ရှ်ကနယူးဒေလီနဲ့ပေါ်တင်ရန်လိုတဲ့ဆက်ဆံရေးကိုသူတို့မလုပ်နိုင်ပါဘူး။တစ်ချိန်တည်းမှာ ပါကစ္စတန်ဟာပြည်တွင်းနိုင်ငံရေးကွေပြားမှုတွေနဲ့စီးပွားရေးပြဿနာတွေကိုရင်ဆိုင်နေရတဲ့အတွက်အိန္ဒိယအတွက်ဆွေးဆောင်မှုရှိတဲ့ရေရှည်ရွေးရှည်စရာတခုကိုပေးနိုင်တဲ့စွန့်ကြီးဟာပြသက်ထားပါတယ်။နိုင်ငံတစ်ခုစလုံးဟာသူတို့ရဲ့ဆက်ဆံရေးတွေကိုကွေပြားအောင်လှုံ့ဆော်ကနေအကျိုးကျေးဇူးတွေရနိုင်ပေမဲ့ဘေးနိုင်ငံကမှအိန္ဒိယကိုဆန်းကျင်တဲ့တရားဝင်ဒီမဟာမိတ်ဖွဲ့ဖို့အဆင်အသင့်မဖြစ်သေးပါဘူး။ဒီသဘောအရပါကစ္စတန်နဲ့ဒီဘင်္ဂလားဒေ့ရှ်အကြားမှာတိုးတက်လာနေတဲ့ယင်းနှီးမှုဟာ ကြီးမားတဲ့အပြောင်းလေးတစ်ခုထက်အဓိထားပြီးတော့မှပြန်လေရှင်ကြီးခြင်းအဖြစ်ပဲအကောင်းဆုံးကျွန်တော်တို့နားလည်နိုင်ပါတယ်။ဒါကတာရှည်ဖြစ်နေတဲ့အငင်းပေါ်မှုတွေကိုဖြစ်ရှင်းပေးတာမဟုတ်ပါဘူး။ဒါပေမဲ့ဗတိပခါကြောင့်ပြိုကွေးတော့တဲ့နိုင်ငံတွေခြားကဒီနည်းနည်းဆိုင်ဆိုင်တင်းမာနေတဲ့ဆက်ဆံရေးတွေတော့မှပြောင်းလဲပြီးတော့မှတိုးတက်နိုင်တယ်ဆိုတာကိုပြသနေတာပါ။ဒါကြောင့်မေကွန်ကဒီနေ့တွေးရှိခဲ့တဲ့ပူပေါင်းဆောင်ရွက်မှုစိတ်တဲ့ဟာတကယ်ပဲကြာရှည်ခံမလားနောက်ဆုံးမှာ ဘေးအထိခရီးရောက်နိုင်မလဲဆိုတာပါပဲအဲ့တော့ကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်ရအောင်ပါဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမင်းစီရရဲ့အမြင်ကိုလည်း comment မှာစာရေးပေးတော့ခဲ့ပါဦးဗီဒီယိုရဲ့အလေမှာကျွန်တော်ပြောခဲ့သလိုပါကစ္စတန်ကအိန္ဒိယကနေဘလို့ခွေထွက်တော့တယ်လေပါကစ္စတန်ကနေဘင်္ဂလားဒေ့ရှ်ကဘလို့တွေတိုက်ပွဲဝင်ပြီးတော့မှတဖန်ပြန်လေခွေထွက်တော့တယ်လေဆိုတာကိုလည်းကျွန်တော်ဗီဒီယိုနှစ်ပုဒ်လုပ်ပြီးတော့မှတင်ဆက်ပေးတော့ပါအောင်မယ်အဲ့ဒီဗီဒီယိုနှစ်ပုဒ်ကိုလည်းဆက်လက်ကြည့်ရှုနိုင်ဖို့အတွက် channel လေးကို subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှကြမ်းကြမ်းပါပါနဲ့ပြန်တွေ့ကြရအောင်ပါ အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ။လူကြီးမင်းတို့ရဲ့ Great Day အမှတ်စဉ်အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဇေနောအသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်39668 912 625တုံညာကိုကိုခုံက8953လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook page messenger ကနေလဲဆက်သွယ်မှာယူနိုင်ပါတယ်။ ကောင်းဆောင်သောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။